ယဟန်တို့လူသားတွေရဲ့ဟောဒီနေထိုင်ရှင်းသန်းနေရတယ်လို့ဆိုတဲ့ဒီအသက်ကလေးဟာအပံအနှဲငယ်မြပဲတဲ့အများကြီးလို့မထင်နဲ့တဲ့နော်ခဏလေးပဲအကြာကြီးလို့မထင်နဲ့တဲ့အဲ့ဒါမနက်ကတော့ဘုန်းကြီးကတွေးမိနေသေးတယ်ငငယ်တုန်းကအသက်90ကျော်ဆိုရင်ဩကြီးလာပြီအဲ့ဒီချိန်မြန်သေသွားမယ်ဆိုရင်လည်း အသက်တိုတယ်လို့ပြောလို့မရဘူးလို့အောက်မေ့တော့ခုကိုကအသက်50ကျော်လာပြီဆိုတဲ့အခါကျတော့ဩအသက်50ကျော်လာဘာမှလည်းမနေလဲရပါလားဒီချိန်သေးသွားမယ်ဆိုရင်တော့ငါအသက်ရှည်တယ်လို့အသက်မတိုဘူးလို့ခံစားချက်မရနိုင်ပါလားနေခြင်းသေးတယ်မသေးခြင်းသေးဘူးဒီစိတ်ကရှိရနော်အဲ့ဒါလူဘဝကိုမြတ်စွာဘုရားက လုပြောတာတော့ခဏကလေးခဏကလေးဟုတ်လားအဲ့ဒါငယ်ရွယ်သေးတဲ့နုပြိုသေးတဲ့လူတွေကအသက်ကြီးတဲ့လူတွေကိုကြည့်ပြီးတော့တို့တို့တော့ဘဝမှာနေရတာအားရသွားပြီနဲ့တူပါရဲ့လို့မထင်လင်းနဲ့เนาะဟုတ်လားเนาะ90 60ဆိုတာအဲ့ဒါခဏလေးရောက်လာမှာခဏလေးရောက်လာမှာဆယ်စုနှစ်တစ်ခုတစ်ခုကဘာမှကြာလိုက်တာမဟုတ်ဟုတ်လားရရှိရှိတယ်ပဲ ကိုအောက်ကကလေးတွေရိတ်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 နဲ့ကြီးလာအဲ့ကိုကြီးသွားတာကိုကိုကမေ့ဟာဒီကလေးကဒီလောက်ကြီးတော့တာလားမနေ့ကရွာလူတွေတွေ့တယ်ရွာလူတွေဆိုရင်တာရောစရာရှိနေတာကိုသူတို့ကြည်ပြီးတော့ဩလူအိုကြီးတွေဖြစ်ဟုတ်လားအဲသူတို့ကလည်းကိုအောက်မေ့မှာပဲဘုံကြီးကြီးဖြစ်နေပြီလို့အောက်မေ့မှာနော် အဲ့ဒါကိုမြတ်စွာဘုရားဟောတာအပ္ပမိတံဘိက္ခဝေမနုဿနံအာယုဘိက္ခဝေယဟန်တော်တို့မနုဿနံလူသားတို့ရဲ့ဣဒံအာယုဟောဒီအသက်ဆိုတာအပ္ပံအနှဲငယ်မြှပဲအများကြီးမဟုတ်ဘူးခဏလေးပဲအကြာကြီးမဟုတ်ဘူးတဲ့အဲအသက်ရဲ့သဘာဝကိုဘလို့တွေ့ရလဲနဲနဲလေးလို့တွေ့ရတယ်တမေတမောကြီးအတိုင်းစားမဲ့ရမဲ့အရာ မဟုတ်ဘူးကုံသွားမှာနော် အမြဲတမ်းလဲကုံခန်းနေတယ်အဲ့ဒါလက်ကျန်ကလည်းတဖြည်းဖြည်းနဲ့ကုံခန်းနေတယ်ဘလောက်ကျန်သေးတယ်လို့လည်းသိခွင့်မရှိဘူးတေးကြတာတော့90ဝန်းကျင်ရောက်ပြီဆိုတော့နေလားညာလားမှတ်ထားတာအကောင်းဆုံးပါပဲဟုတ်လားဒါတော့ဘုန်းကြီးကကိုတွေးမိတာကို ပြောတာလေဟုတ်တယ်မို့လားမြန်မာနိုင်ငံမှာရှိတဲ့လူတွေရဲ့တက်တန်းဟာ60လောက်ကိုဗဟုပြုနေတယ်လို့ထင်ပါတယ်စနေတဲ့ကြစစ်တမ်းကောက်ထားတာတွေဘာတွေဘလို့ရှိတယ်လဲတော့မသိဘူး နော်ကြည်ကြည်လိုက်60အောက်သေးတဲ့လူနဲ့60အထက်သေးတဲ့လူ60အောက်သေးတဲ့လူကသာများလိမ့်မယ်အသက်60ကျော်တဲ့လူတွေကိုငငယ်တုန်းကကိုယ်တငယ်ချင်းနေဘယ်နှယောက်များရှိသေးတယ်လဲဘယ်နှယောက်သေးသွားပြီလဲကြည်လိုက်ဒါဒီ60ဝန်းကျင်ဆိုတာကိုယ်တငယ်ချင်းဆိုတာတနိုင်ငံလုံးအတိုင်းတာနဲ့စားမယ်ဆိုရင်နည်းနည်းလေးပဲလေကိုယ်လိုအရွယ်တွေကိုမသိတဲ့လူတွေကပဲပုံများမှာမဟုတ်လား ကိုသိတဲ့ဒီဆလင်းငယောက်ထဲမှာတောင်းမှသိကုန်ပြီလေဟုတ်တယ်မလားအပြောနေတာတော့နည်းနည်းလေးနော်ဒါကြီးကိုကိုကတမေတမောကြီးတခါတည်းအနေရအောင်မှာနေရအောင်မှာဆိုတဲ့အတွေ့အကြုံစိတ်ထဲမှာအကြီးအကျယ်လွှမ်းမိုးနေတဲ့အခါကျတော့ကောင်းတာတွေလည်းမေ့မြင့်မြတ်တဲ့အကျင့်တွေလည်းစိတ်မွန်းစားနော်နေကြီးအတွက်ဖဲခေါင်းထဲထည့်ပြီးတော့ နော်ပို့ပြီးတော့အစင်ပြေတဲ့ပြင်မဲ့ဖက်စီကိုပဲဥတီပြီးတော့ဘာလုပ်ပြလိုက်တာတော့တလုံးနဲ့ပြောရင်တော့အချိန်ဖြုံးပြလိုက်တာပါဒါပဲလေအဲ့ဒါကုံတော့မဲဆိုတာကဆိုကားကြမှာအဲ့ဒါမြေပြူးဆံပြဖြစ်မှာနော်အစားတော့မတည်မလို့ကြီးနေတာနော်ပြေတော့မယ်ဆိုတော့ကမှဟိုဟာလှုပ်ချင်တယ်လို့လို့ဒါလှုပ်ချင်တယ်လို့လို့လားဟုတ်လားအဲ့ဒီကြံမှာရမှာမဟုတ်ဘူးเนาะအဲ့တော့မြတ်စွာဘုရားဒီသေးချင်းကိုထောက်ပြပြီးတော့ဘာလို့ခိုင်းတာတော့ ကောင်းမှုကိုပြုခိုင်းတယ်မြင့်မြတ်တဲ့အကျင့်ကိုကျင့်ခိုင်းတယ်